မန္တလေး28ရက်မှာလှုပ်ခတ်ခဲ့တဲ့ Richter scale 9.9အဆင့်ရှိမြင်းကလင်းလှုပ်ခတ်မှုကြောင့်မြန်မာနိုင်ငံရဲ့အဆိုအအုံထိခိုက်ရာဒေသတွေမှာကုန်တင်ကားစီးရေ3,250စာနဲ့တူညီတဲ့ပျက်စီးတန်ခြင်း1.5သန်းတက်မနေထွက်ပေါ်ခဲ့ကြောင်းကုလသမဂ္ဂရဲ့ April 14ရက်စင်ကာပူမှာဖော်ပြထားပါတယ်။ ငလျင်ဗဟိုချက်ဖြစ်တဲ့စကိုင်းမန္တလေးနေပြီးတော့မကွေးနဲ့ရှမ်းပြည်နယ်ရှိဒေသခံတွေဟာလွန်ခဲ့တဲ့ရက်ပေါင်း20ကျော်ကပြိုကျသွားခဲ့တဲ့အဆောက်အဦပစ္စည်းတွေကြားအပြစ်မှာပဲနေထိုင်နေကြရစေ ဖြစ်ပါတယ်။ကုလသမဂ္ဂဖွံ့ဖြိုးရေးစီမံကိန်း UNDP ရဲ့မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်တီတွန်းမစ်ထရာကသူစကိုင်းကိုတွားရောက်ခဲ့တဲ့ခီးစဉ်တွင်လူပေါင်း6000လောက်ယာယီမိုးကအောင်မှနေထိုင်နေရစေ ဖြစ်တာကိုတွေ့မြင်ခဲ့ရတယ်လို့ပြောပါတယ်။လူနေအိမ်နဲ့အစိုးရအဆောက်အဦတပ်တောင်းကျော်ဆူဆူရွရွထိခိုက်ပျက်စီးသွားခဲ့ပြီး ကျမကြီးစာဦး128ခုထက်မနည်းပျက်စီးသွားခဲ့တယ်လို့ကုလသမဂ္ဂကိုယ်စားလှယ်တီတွန်းကပြောပါတယ်။မလင်ဘေးဒင်မြမပြည်သူတည်သမတသန်းကိုကုညီရေးကုလသမဂ္ဂကနိုင်ငံတကာစီကနေကန်ဒေါ်လာ295သန်းတောင်းခံထားပါတယ်။မလင်ကျောက်လူနေအိမ်4834လုံး၊ဘုံကြီးကျောင်းနဲ့သီလရှင်ကျောင်း3094ခု၊စာသင်ကျောင်း2055ခု၊ရုံးနယ်စာဦး2181ခု၊တံတား148ဆင်း ဇေရီပထိုး9285ကိုပြစ်စီးသွားခဲ့ကြောင်းစစ်ကောင်စီကပြောထားပါတယ်။ငလင်းရောက်ပြစ်စီးသွားတဲ့စာအုပ်တွေကိုရှင်းလင်းဖို့မြေတူးဆက်ငှားရင်ခါကလည်းဈေးအဆမတန်မြင့်တက်နေတယ်လို့သိရပါတယ်။